မိုဟာမက်ဇူဘိုင်းကမိထားပါတယ်လူတယောက်ကပလီတလုံးမှာနမတ်9ချိန်အနည်း20လောက်ဖတ်နေခဲ့တယ်တရက်အဲပလီကဂောဘကားတချို့နဲ့အဆင်မပြေဖြစ်ကသူတို့ကိုမမြင်ချင်လို့ဆိုပြီးတရက်ကိုတစ်ချိန်လောက်ပဲပလီသွားဖတ်တော့တယ်ကျန်နမတ်တွေကိုအိမ်မှာပဲဖတ်တော့တယ်အဲ့လိုမျိုးလုပ်တင်သလားဂျမာအတ်နဲ့မဖတ်ချင်အတွက်ဘယ်လိုအမိတ်ပညာချက်တွေရှိလဲသိချင်ပါတယ်လေ بسم الله الرحمن الرحيم မေဂွန်နဲ့မှာ जमात ने नमाज वो पी थी ने पद बनो मीठा रा गो तो चनो रुतु यारे ती जमात ने नमाज वो पी छे हा आ चनो रु तो तरो बे ये चीज एक किस्सा या टकूप छे चनो हनफी मजहब मारो दी अल जमा दी जमात ने नमाज वो पी छेगा सुन्नतुन मुअक्कदा सुन्नती मुअक्कदा छे ती टाइम में तू वाजिब ने ले तरो बे वा भी ले नीसा ဒီအတွက်ကြောင့်ဖတ်ဝါရဲ့အဆိုတော့မဟုတ်ဘူးပညာရှင်တွေအများကြီးကဒါကိုဝါဂျစ်လို့တော့သူတို့ပါလောက်ထားလဲတတ်မှတ်တာဘာကြောင့်ဝါဂျစ်လို့တတ်မှတ်လဲဆိုတော့သူတို့ကဘာကြောင့်ဝါဂျစ်လို့ပြောရလဲဆိုရင်ဒီတရကီဂျမာအတ်ဒီဂျမာအတ်ကိုဘီဂိုင်ရီဥဇရင်ဘာမှခိုင်လုံတဲ့ဖင်ဂျက်ပစ်ချက်တခုမပြနိုင်ဘူးနော်ဆွန့်လွတ်တဲ့ဆိုရင်သူ့ရဲ့ဆိုးကျိုးတွေကအများကြီးရှိတယ်အဲ့ဒီဆိုးကျိုးတွေကိုသုံးတတ်ပါတော့အများကြီးပညာရှင်တွေက ဒီ جماعت နဲ့နမာဇ်ဝပြုတာကိုဝါဂျစ်လို့တော့သူတို့ဘာလို့ထားလဲဆိုရတဲ့ဆိုတွေကိုကျွန်တော်တို့တွေ့ရအလာဒီတိုင်းမဲ့ဟာဒီသ်တော်ဒီမှာကောလအဘူဒရဒါရဒီအလ္လာဟူအန်ဟူကောလဟဇရတ်အဘူဒရဒါရဒီအလ္လာဟူတလန်တို့ခင်ဆင်ပြန်တယ်သူကဘာပြောလဲဆိုတော့ဆမေတုရာဆူလ္လာဟ်ဆလ္လာလ္လာဟူအလัยဟိဝါဆလ္လမ်ယကူလူကျွန်တော်တမန်တော်မြတ်ကြီးမုဟမ္မဒ်မုစတဖာဆလ္လာလ္လာဟူအလัยဟိဝါဆလ္လမ် လူ၃ယောက်ရှိမယ်အဲ့ဒီလူ၃ယောက်ကရွာတွေ့ရမှာဒုမောလို့ရှိရင်လဲ तू ကဟောလာ तू ကဟောလာတော်ရဲမှာလာတူကောမူဖီဟီမုဆလာအဲ့ဒီမှာသူတို့ကနမာဇ်ကိုဂျမာအတ်နဲ့မဝုတ်ပြုဘူးဆိုရင်တဲ့အီလာကဒစ်တဟဝဇာအလိဟီမုရှိုင်တန်ဒါရှိုင်တန်ကသူ့ပေါ်မှာလွမ်းမှုသွားတာရှိုင်တန်ကလွမ်းမှုသွားတာအဲ့တော့ဖာလေးကွန်ဘီလ်ဂျမာအာ အတင်တို့ဘောမှာဂျမာအတ်နဲ့ဝုပြုဖို့အရန်ပါဖြစ်လဲအရေးကြီးတယ်ဆပ်နောဘာမေးစီလေဖအင်နမာယာကုလူဇေဘူအလ်ကောဆီယာဝမ်ပလေးဆိုတာကတဲ့စိတ်အုပ်ထဲကနေကွဲထွက်သွားတဲ့စိတ်ကူပဲသူကမလုပ်လဲဖန်းစားတယ်အဲ့တော့ဒီကနေ့ဘာတိရလဲဆိုဂျမာအတ်နဲ့နမာကုပြုချိန်မှာကျွန်တော်တို့တက်အများကြီးရှိုက်တန်ရဲ့အနောက်ဆက်ကနေခိုလုံမှုတွေပါဖြစ်လဲရရှိတယ်အဲ့တော့ကောလဆိုင်အဲ့ဒါဆိုင်ကဘာပြောလဲယာနီဘီလ်ဂျမာအတ် ဒီမှာ جماعت جماعت တို့ပြောနေတယ်ဆိုတာအလ် جماعت ဖစ်ဆလာနမာဇ်ကို جماعت နဲ့ဖတ်တာကိုဘာဖြစ်လဲဆိုလိုတာဆိုတော့ဒါကတအားအရေးကြီးတယ်ဆိုတော့ဘာဖြစ်လဲတိရအဲ့တော့ جماعت လောဝဆွန်နတိမူအကဒါဖြစ်တယ်ဆိုတော့အခု جماعت ကိုဘယ်လိုအခြေအနေတွေမှာကျွန်တော်တို့ဆွန့်လို့လို့ရအဲ့ဒီဆွန့်လို့လို့ရတဲ့အချက်တွေထဲမှာအခုနတင်ပြခဲ့တဲ့အကြောင်းအရာကပါလားမပါဘူးလားဆိုတော့အခုလူတယောက်ကဂောဘကကိုသူအစင်မပြေလို့ဘာလို့သူမျက်နှာကိုမကြည့်ချင်လို့ဆိုတော့ ပလီဝတ်ကျောင်းတော်ကသူတို့ပိုင်ဆိုင်တဲ့အိမ်မဟုတ်ဘူးလေ။ဟောအန်နလ်မဆာဂျီဒလီလာပလီဝတ်ကျောင်းတော်တွေအားလုံးကဘုရားပိုင်ဆိုင်မှုပဲလေ။အလ္လာဟ်ရဲ့ပိုင်ဆိုင်မှုပဲ။အဲ့တော့ဒီမှာအားလုံးကကျွန်တော်တို့ level ပဲ။ဂောဘကတွေဆိုတာကဒီခိတ်မတ်ရဲ့တောင်းဝန်ကိုသူတို့ဘာလုပ်ထားတာလဲယူလာတာပဲ။ဒါပေမဲ့ပလီကိုသူတို့ကဘာလုပ်တာမဟုတ်လဲပိုင်ဆိုင်တာမဟုတ်ဘူး။အဲ့ဒီတော့ကျွန်တော်တို့မျက်နှာကိုမကြည့်ချင်လို့ဟလာသူတို့နဲ့မစုံညင်လို့ဆိုတော့အဲ့ဒီပုံစံမျိုးတော့ဂျမာအတ်ကိုကျွန်တော်တို့ဘာမလို့သိမလဲမစွန့်လို့သိမှုဒါကဂျမာအတ်ကိုစွန့်လို့လို့ရတယ် ဥဇရ်အချက်ထဲမှာဒါပါပဲလေအပေါ့ဟလာဒီတိုင်းမဲ့ဂောဘကရဲ့မျက်နှာကိုဘာကြောင့်မမြင်နေတာလဲအကဲဒီဂောဘကဟာရှရီယတ်တရားတော်နဲ့ဆန့်ကျင်တဲ့အရာတွေကိုလုံးနေတယ်တစုံတရာပေါ့ဟလာရှရီယတ်နဲ့မကိုက်ညီဘူးဆိုရင်ဒါကိုကျွန်တော်တို့ကဟလာလူတွေတင်ပြရမယ်တင်ပြပြီးဒီကိစ္စကိုကျွန်တော်တို့ပြေးလဲအောင်ဒါမှမဟုတ်လူချိန်မှုမဆိုကျွန်တော်တို့ဘက်ကနေတရားဝင်နဲ့နီးနေပေါ့ဥပဒေနဲ့အညီကျွန်တော်တို့ဘာလုပ်ရမလဲဆောင်ရဥပဒေနဲ့ညီဆောင်ရမယ် ဲ့ဒါကတပိုင်းသွားဒါပေမဲ့ခုနဒီအချက်လေးကကျွန်တော်တို့ကိုဟလာဒီလိုပဲဂျမားကိုဆွန့်လို့ဖို့တော့ပါမပေးဘူးလေခွင့်မပေးဘူးခွင့်မပေးဘူးအဲ့ဒီအတွက်ကြောင့်ဒီမိကုမမေးတဲ့ဟလာပုဂ္ဂိုလ်ကိုကျွန်တော်တို့ကဘာပဲဖြစ်ပေးရမယ်ဆိုတော့သူဒီပလီကိုကျွန်တော်တို့ကိုတွားရဒီတိုင်းမဲ့ဒါကိုအခြေခံပြီးတော့ तू ကမတွားဘူးမတွားဘူးဆိုရင်နောက်လူတွေကချိုးရှိတယ် तू ကိုယ်တိုင်ကလည်းရက်ကွက်မှာဟလာလူအများလက်ခံတာလေ तू မတွားဘူးဆိုရင်နောက်လူတွေလည်းဒီပလီကိုမတွားတာတို့ဘာလို့ဖြစ်လာဖြစ်လာတဲ့အခါကြာရင် ဘလာပလီဝတ်ကျောင်းတော့မှာဂျမာအတ်ကပါဖြစ်လာမယ်နဲလာနဲလာတယ်ဆိုရင်လူတယောက်ကိုပလီဝတ်ကျောင်းတော့ကိုမလာဘူးတားတာဘလို့အဖြစ်ရှိလဲတားအဖြစ်ပါဖြစ်လဲကြီးမားတဲ့အဖြစ်ရှိတယ်ဝမန်အော့ဇလမူမင်မန်မနာမဆာဂျီဒ်အလ္လာဟ်အယုဒ်ကာဖီဟစမူအဲ့ဒါအဖြစ်ရမ်းကြည့်တယ်ဟောလာလူတယောက်ကိုပလီလာတာကိုတားတယ်ဆိုရင်ဒီတိုင်းမှာဝါဆာအာဖီခရာဘီယာပလီဝတ်ကျောင်းတော့အဆောက်အဦပဲဖြတ်တာမဟုတ်ဘူးပလီဝတ်ကျောင်းတော့စီကားမှုကိုဖြတ်စီတာလဲအဲ့ဒါမှပါဖြစ်လဲပါတယ် အဲ့ဒီတော့ကိုကြောင့်နဲ့အဲ့လိုမျိုးဖြစ်လာတယ်ဆိုရင်ဂျမတ်ကိုလွတ်တဲ့ကုနာလဲထိုင်မယ်ဘလူးဝတ်တောင်းတော်ရဲ့စီကားမှုကိုပြပြအောင်လွတ်တဲ့ကုနာလဲကိုမှာပြသွားမယ်ထိုက်သွားမယ်အဲ့ဒီတော့ကြောင့်ကိုကဂျမတ်နဲ့ဝပြုဖို့ပဲစူးစမ်းနော်ဒီကိုသွားမယ်အကဲအဲ့ဒီမှာအုတ်ချုပ်တဲ့သူတွေကမထိုက်တင်တဲ့သူဖြစ်နေမယ်တရားတော်နဲ့စန့်ကျင်နေဆိုရင်အဲ့ဒါကိုတရားဝင်နိဗ္ဗာန်ပါရှိတဲ့အဲ့ဒါနဲ့ပဲကျွန်တော်တို့စူးစမ်းရမယ်ဂျမတ်ကိုလုံးဝဆွန့်လွတ်ခွင့်မရှိဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီနေရာကနေဖြည့်ပေးလို့